။ညီးတွေကိုကြောင်းထားဖို့အတွက်ရဲတပ်ကအချင်းပေါင်းလမ်းလျှောက်ရောင်းနေတဲ့အသက်80ကျော်ဦးစန်းဝင်းပြည်သူများရှင်ဦးစန်းဝင်းဟာအသက်80ကျော်အရွယ်ရှိပြီဖြစ်တဲ့အဖိုးတစ်ယောက်ဖြစ်ပါတယ်။အဖိုးကအသက်ကြီးနေပြီဆိုပေမဲ့လောက်ကင်စားတောက်နေရုံဖြစ်ပါတယ်။အဖိုးကအသက်80ကျော်အရွယ်မှာမျိုးနဲ့သားသမီးတွေအတွက် လှုပ်ကျွေးနေရုံဖြစ်ပါရင်အဖိုးမှာဇနီးနဲ့သားသမီးတွေရှိခဲ့ပေမဲ့အခုအချိန်မှာလည်းသူတို့တွေကမရှိတော့ပါဘူးအရင်တော့အဖိုးကသားသမီးတွေနဲ့အတူလောက်ကင်စားတော့ခဲ့ပါရင်အခုအချိန်မှာ သားသမီးတွေကကွယ်လွန်သွားတဲ့အတွက်သူအမွေထားတဲ့သားသမီးတွေကိုအဖိုးကသာပြုစုဆောင်ရှောက်ပေးနေရတာဖြစ်ပါတယ်။သားသမီးတွေမွေထားတဲ့မိန်းကလေးတွေကိုအဖိုးကပညာတတ်ဖြစ်စေချင်တာဖြစ်ပါတယ်။ပညာတတ်ဖြစ်စေချင်ပေမဲ့လည်းအဖိုးတယောက်တည်းကသာ ြုစုပြိုးထောင်ပေးနေရအောင်ဖြစ်ပါတယ်။အဖိုးကအသက်၁၈နှစ်သားအရွယ်ကလေးကအချင်းပေါင်းရောင်းနေကြရလဲဖြစ်ပါတယ်။တရက်သီး၊ခွေးသီး၊ရှောက်သီးမျိုးစုံကိုအချင်းပေါင်းလုပ်ပြီးတော့လိုက်ရောင်းနေတာပါ။အဖိုးကအသက်၁၈နှစ်အရွယ်ကလေးကရောင်းတာမို့လူအများကြီးကလည်းအဖိုးကိုသိနေကြပြီဖြစ်ပါတယ်။အဖိုးကအသက်ကြီးရင်တော့ရက်တကာလဲရတဲ့ဘဝကနေကျွတ်မယ်လို့ထင်ထားခဲ့ပါတယ်။ဒါပေမဲ့လည်းတကယ်တဲ့အသက်ကြီးလာတဲ့အချိန်မှာတော့အဖိုးမှာနားချိန်ဆိုတာမရှိပြန်ပါဘူး။ ငငယ်တော့ကဒါသမီးတွေရဲ့စာဝင်နေရေးအတွက်ရုံးကန်ခဲ့ရတယ်လို့အခုအချိန်မှာမြေးတွေအတွက်ကိုရုံးကန်နေရပြန်ပါပြီ။အဖိုးကအခုလက်ရှိမှာအရင်လိုမတွက်လက်တော့ပါဘူး။ဒါပေမဲ့လည်းနေပူခံမိုးရွာခံပြီးတော့လိုက်ပြီးလှည့်လည်ရောင်းနေရတော့ဖြစ်ပါတယ်။ အဖိုးကအချိန်ပေါင်းလှည့်ရောင်းတဲ့အချိန်မှာသူများတွေလိုလှည့်နဲ့ရောင်းရတာမျိုးမဟုတ်ပါဘူး။လှည့်နဲ့ရောင်းတာမဟုတ်ပဲလက်မှာတိုင်လေးကင်ပြီးတော့လိုက်ရောင်းတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ပို့ပြီးတော့ပြန်ပန်းလို့မာတယ်။အဖိုးကအချိန်တွေကိုစားနဲ့ငယ်ဦးသေးလေးလူပေးပြီးတော့ရောင်းတာဖြစ်ပါတယ်။ လူအများကတော့အဖိုးကအရန်သက်ကြီးနေပြီဖြစ်တဲ့အတွက်အလုံးမလုံးစေချင်တော့ပါဘူးအဖိုးစိတ်ထဲမှာတော့အခုချိန်ထိရောအနားယူဖို့စိတ်ကူးမရှိသေးပါဘူးအဖိုးအတွက်တော့သူအချင်းပေါင်းလှည့်ရောင်းတဲ့ဒဲကနေနေလေးတွေကိုကြောင်းဆက်ထားနိုင်မယ်လို့ယုံကြည်နေတော့ဖြစ်ပါတယ် မျိုးတွေကိုသူ့လိုပညာမတတ်ပဲလှူစားတာမျိုးမဖြစ်စေချင်ပါဘူးပညာတတ်မှသာကောင်းကောင်းလှူစားနိုင်မယ်လို့ယုံကြည်ရကြောင်းဖြစ်ပါတယ်မျိုးလေးတွေကလည်းပညာရေးကိုစူးစားပြီးတော့တည်ယူနေတော့ဖြစ်ပါတယ်အဖိုးကတော့သူ့လုံးနိုင်သမျှကာလပတ်လုံးဒီလိုအလုပ်တွေကိုလှုပ်သွားအောင်မှဖြစ်ပါတယ်အဖိုးကပင်ပန်းရင်ပင်ပန်းမစိမင်းတို့စာရီစူးစားကြတော့ဆိုပြီးတော့အမြဲတမ်းဆုံးမပြီးတော့ထောက်ပံ့ပေးနေရဖြစ်ပါတယ်ဘဝဒီအသက်အရွယ်မှာတရားအလုပ်တွေလည်းလုပ်ချင်နေပါပြီ။ဒါပေမဲ့လည်း ဝမ်းရည်ကပို့ပြီးတော့အရေးကြီးတဲ့အတွက်အဖိုးကတော့တရားလဲမရှာနိုင်ပါဘူးသူတရားရှာလိုက်ရင်ကျန်တဲ့မျိုးလေးတွေအတွက်ဘဝမလှပြန်တော့ဘူးဆိုပြီးတော့တရားအလုပ်လဲမလုပ်နိုင်တော့ပါဘူးအဖိုးကမနေ့ကလေးကစရောင်းရင်းနဲ့ညနေမိုးချုံမှသာအိမ်ကိုပြန်ရောက်တာဖြစ်ပါတယ်တရံနဲ့တရံမတူတဲ့နေရာတွေကိုသွားပြီးတော့ခြေကျိုးမတက်လမ်းရှောက်ရတာဖြစ်ပါတယ်တချို့ရဲ့ဆိုရင်တမိုင်လောက်กว่าတဲ့နေရာတွေကိုခောက်တုတ်ခောက်ပြန်လေပတ်သွားလာနေရတာပါပင်မန်းလုံးတဲ့အခါဆိုရင်တော့ ခြေထောက်လေးကိုဆေးလိမ်ပြီးတော့သွားနေရတာပါအဖိုးကိုမျောနေတာလို့ပြောတဲ့အချိန်ဆိုရင်တော့အဖိုးကပျော်ရွှင်နေရတာဖြစ်ပါတယ်အဖိုးကစမ်းမာနေဖို့ဒါမျောလင်းပြီးတော့အကောင်းဆုံးစူးစမ်းပြီးတော့ရောင်းနေရဖြစ်ပါတယ်တချို့ကလည်းအဖိုးကိုခစ်တုံးလုံးနေတယ်ဆိုပြီးတော့ပြောဆိုကြတာတွေလည်းရှိပါတယ်အဖိုးကတော့အရင်ကတည်းကအခုလိုဒါရောင်းတတ်တယ်လို့လဲရီဝယ်ဖို့အရင်နည်းလည်းမရှိပါဘူးတည်ရသူတွေကတော့အဖိုးကိုလမ်းအရှောင်းနိုင်ဆုံးစုဖို့တောင်းပေးနေကြတာပါအသက်80အထိဘဝမှာမနာရသေးပဲ ရုံးကန်နေရတဲ့အဖိုးပေါ်အမြင်လေးပရိသတ်တို့ခေါမန်လေးတွေမှရေးခဲ့ပေးပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လေးအားလုံးကိုကျေးဇူးများရေးတင်ပါတယ်ရှင်